အားလုံးမင်္ဂလာပါရှင်ဆက်ရှောက်ရဲ့၅လ၁၆ရက်၅လအတွက်ကို 3D ပေါ့နော်ကီကီလေးတွေပြပေးမှာပါရှင်ဒါတော့ပြီးခဲ့တဲ့တစ်ပတ်လုံးကတော့ဟွာတွက်နီးဆိုင်မာဝါလို့နော်တွက်နီးဆိုင်မာဝါဆိုတော့ဒီခွန်ကိုယူမိသွားတာဒီခွန်ကိုယူမိသွားတာဒီသုံးကိုမယူဘဲနဲ့မှားပြီးတော့ဒီခွန်ကိုတွားပြီးတော့ယူမိသွားအလုတ်တရားလဲရှုပ်တော့အယုံလေးလဲနည်းနည်းနောက်တော့ အဲ့လိုတွေဖြစ်သွားတာပါရှင့်အဲ့တော့ဆက်ချောင်းရဲ့ငါးလအတွက်ကိုဒါကတော့ကြီးလေးပဲနော်ကြီးလေးကြရတဲ့အပြီးပေါက်လည်းထွက်တတ်ပါတယ်ရှင့်အဲ့တော့ဒီဥစ္စာကတော့တွက်နီးလေးတွေကိုတော့လူတိုင်းသိနေကြပြီဆိုတော့ဒီအစာနေပြီးတော့အဆုံးထိတော့မတွက်ပြတော့ပါဘူးဒါကတော့ဘယ်တော့မှလည်းရမှန်လာတယ်ဆိုတော့လူတိုင်းကသိနေမှာပါကြီးနေကြလူတိုင်းကတော့အားလုံးသိနေလောက်ပါပြီရှင့်မှန်လာခဲ့တာကတော့ဘယ်တော့မှလည်းရမှန်တယ်ဆိုတော့လူတိုင်းသိနေမှာပါ ဲ့တော့တွက်နီးလေးတွေသိချင်ရင်ဒီကနေပြီးတော့ပဲပြပေးပါမယ်ရှစ်ကိုးလေးလို့ထွက်တဲ့ပင်ကနေစပြပေးမယ်နော်ရှစ်ကိုးလေးလို့ထွက်တဲ့ပင်မှာထီထွက်ကဏ္ဍက8186လေးဒုတိယ9လေးပထမဆုံးထီထွက်ကဏ္ဍက139ဒီ8က8ကိုယူတယ်ဒီ9ကလည်း9ကိုယူတယ်ဒီကိုကလည်းကိုကိုယူတဲ့၃မှတ်တက်နဲ့ပေါင်းတယ်။ခဏလေးလုံးပေါင်းလိုက်တော့ငါးငါးကို၂ပွင့်တူတော့ခွန်ခွန်ကို၄ပွင့်တူတော့၁၅ရဲ့ပါဝါ၃ညာခွန်ရဲ့ပါဝါနဲ့၁ရဲ့နှက်ကက၈အဲ့ဒီမှာပါထွက်ခဲ့လေဆိုတော့ 963လို့သူကထွက်ခဲ့ပါရဲ့ရှင်အဲ့တော့963လို့ထွက်ခဲ့တယ်ဆိုဟုတ်လား963ဟုတ်တယ်963လို့ထွက်ခဲ့တယ်ငါးတလုံးအပါနဲ့ပေါ့နော်ငါးတလုံးအပါနဲ့ထွက်ခဲ့ပါရဲ့ရှင်963လို့ထွက်တဲ့ပေမှာထိတွေ့ကဏ္ဍက0905632ရ32ပထမဆုံးထိတွေ့ကဏ္ဍက ီခွန်ကဒီခွန်ကိုယူတယ်ဒီသုံးကလည်းသုံးကိုယူတယ်ဒီငါးကလည်းငါးကိုယူတယ်သုံးမတက်နဲ့ပေါင်းတယ်ခဏလေးလုံးပေါင်းလိုက်တော့ရှစ်ရှစ်ကို2ပွင့်တိုးတော့3ညာ3ညာကို4ပွင့်တိုးတော့4ရှစ်ရဲ့ပါဝါ3 3ညာရဲ့ပါဝါ9 4ရဲ့နှစ်ခါကနှစ်အဲ့ဒီမှာကြတော့6 8ခွန်လို့သူကရှစ်တလုံးအပါနဲ့ထွက်ခဲ့ပါရဲ့ရှင်68ခုလို့ထွက်တဲ့ပင်မှာထီထွဲကဏ္ဍက669 68ခုဒုတိယ3ချက်ပထမဆုံးထီထွဲကဏ္ဍက633 ဒီ6က6ကိုယူတယ်ဒီ3ကလည်း3ကိုယူတယ်ဒီ5ကလည်း5ကိုယူတယ်3မှတ်တမ်းနဲ့ပေါင်းတယ်ခဏလေးလုံးပေါင်းလိုက်တော့ခွန်ခွန်ကို2ပွင့်လို့တော့ကိုကို4ပွင့်လို့တော့3ခွန်ရဲ့ပါဝါ2ကိုရဲ့ပါဝါလေး3ရဲ့နှစ်ခါက5အဲ့ဒီမှာကြတော့နှစ်နှစ်ခွန်လို့သူကအပြီးပေါက်ကဏ္ဍကြသွားပါရဲ့ရှင်နှစ်နှစ်ခွန်လို့ထွက်တဲ့ပင်မှာထိထွက်ကဏ္ဍကနှစ်6 6နှစ်နှစ်ခွန်ဒုတိယရှင်ကပထမဆုံးထိထွက်ကဏ္ဍက4 1 3 ဒီနှစ်ကနှစ်ကိုယူတယ်ဒီရှစ်ကလည်းရှစ်ကိုယူတယ်ဒီသုံးကလည်းသုံးကိုယူတယ်သုံးမတတ်နဲ့ပေါင်းတယ်ခဏလေးလုံးပေါင်းလိုက်တော့ရှောက်ရှောက်ကို2ပွင့်တိုးတော့ရှစ်ရှစ်ကို4ပွင့်တိုးတော့နှစ်ရှောက်ရဲ့ပါဝါ1ရဲ့ပါဝါ3 2နှစ်ရဲ့နှစ်ခါက4အဲ့ဒီမှာ3ရှစ်ရှစ်လိုပဲပြီးပေါ့ကြာသွားခဲ့ပါတယ်ရှင်3ရှစ်ရှစ်လိုကြာတဲ့ပင်မှာထိတွေ့ကဏ္ဍက1တက်3 3ရှစ်ရှစ်ဒုတိယ3ညာ6ပထမဆုံးထိတွေ့ကဏ္ဍက8နှစ်ရှောက် ဒီနှစ်ကနှစ်ကိုယူတယ်ဒီ၃ညကလည်း၃ညကိုယူတယ်ဒီလျှောက်ကလည်းလျှောက်ကိုယူတယ်သုံးမတတ်နဲ့ပေါင်းတယ်ခဏန်းလေးလုံးပေါင်းလိုက်တော့၁၁ကို2ပွင့်တိုးတော့၃၃ကို၄ပွင့်တိုးတော့ခွန်၁ရဲ့ပါဝါလျှောက်၃ရဲ့ပါဝါရှိခွန်ရဲ့နှစ်ခတ်က၃ည၁၃ခွန်၆ရှိ၃ညဒီအပင်မှာသူကအပူးဆိုလို့ရှင်တော့သူကအပီးပေါက်တွေထွက်တာများရယ်နော်အဲ့တော့၁၃ခွန်၆ရှိ၃ညလေးကဒီထဲရပဲခဏန်းကအပီးပေါက်ထွက်ရှင်ထွက်မယ်ဒါမှမဟုတ်နှလုံးကြီးမယ်ကီလဲထွက်တတ်တယ်ပြိတ်လဲထွက်တတ်တယ်ထိတ်လဲထွက်တတ်ပါလေရှင် 1383ညကီထိမှာပေါက်မှာပါအဲ့တော့1383ညလို့မှတ်ထားပါနောက်ပြီးတော့ဒဲအာမထွက်ကနန်းလေးတွေကတော့မှန်ခဲ့ပါရှင်ဒဲအာမထွက်ကနန်းနေဘူးကဟိုတတ်တတ်တင်ပြီးမယ်နော်ဒဲအာမထွက်ကနန်းနေအတွေ့ကနန်းနေတင်ပြီးပါမယ်ပြီးခဲ့ပါကပေတန်းနေလည်းမှန်ခဲ့ပါရှင်အဲ့တော့ YouTube မှာလည်းပဲဒီ channel မှာပဲ YouTube channel လည်းဟိုဟာ link လေးချပေးထားပါတယ် YouTube မှာလည်းဝင်ကြည့်လို့ရပါရှင် အဲ့တော့ဒီပင်မှာတော့3683ညာကီပရိတ်ပါကီလည်းထိတတ်တယ်ပရိတ်လည်းထိတတ်ပါတယ်ဒါကတော့မုံမြင့်သူကိုဆက်သွဲခြင်းလည်းဆိုရင်တော့3ညာကို4နှစ်8 8 4 4လေးဒါကတော့ KB WB အကောက်ပါမဘာကြီးတစ်ပတ်စာ9000ကျပ်ပေးယူပါရရှင်မဘာကြီးတစ်ပတ်စာ9000ကျပ်နဲ့ KB WB အကောက်ထဲလွှဲပေးလို့ရပါတယ်ဒါကတော့ဖုန်းဆက်သွဲလို့ရပါတယ်3ညာကို9900 1 2 3နှစ်ကိုဒါကတော့ဒီတစ်လုံးနဲ့ဖုန်းခေါ်မြန်ဒီတစ်လုံးကိုခေါ်လို့ရပါတယ်သူကတော့ KB WB အကောက်မရှိပါဘူးဒါကတော့ ဝေဘီအေဂျင့်အကောင့်နံပါတ်မို့လို့သူကကြတော့ KB ဝေဘီအကောင့်ဖွင့်လို့မရပါဘူးရှင်အေဂျင့်အကောင့်နံပါတ်မို့လို့ဒီဖုန်းနံပါတ်ကတော့ KB ဝေဘီအကောင့်နံပါတ်ရှိပါရှင်အဲ့တော့7363ညာကီကိုထည့်အောင်ထိုးကြပါအဲ့တော့အမှားယုံလေးတွေရှိခဲ့တဲ့အတွက်ကိုလည်းအားလုံးတောင်းပါပါရှင်ဒါပဲမှားသွားတဲ့ဆိုတဲ့ဥစ္စာလေးကိုတော့ line မှာပြန်တင်ပေးထားပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ် အားလုံးလည်းအောင်မြင်ကြပါစေလို့ဆုတောင်းပါရှင်။မွေးကနားနေတင်ပေးထားပါရှင်။မွေးကနားလေးတွေလည်းထိုးထားကြပါနော်။အားလုံးကျေးဇူးတင်ပါတယ်။